မြန်မာနိုင်ငံမှာမြင်ရခဲ့တဲ့ကမ္ဘာမြန်လုံးအီတလီထုတ်ဒူကာရီလိုနာမည်ကြီးအပရလီယာဆိုင်ကယ်ကအနေထားဘလို့ရှိမလဲအပရလီယာကထုတ်လုပ်တဲ့ RSV4 ဆိုင်ကယ်အကြောင်းပြောပါမယ်ဒီဆိုင်ကယ်က2009ခုနှစ်စူပါဘိုက်ဝေါ့ချန်ပီယံရှစ်ပြိုင်ပွဲမှာပြိုင်ဖို့ထုတ်လုပ်ခဲ့တာပါကမ္ဘာမြန်လုံးဆိုင်ကယ်ဆင်းထဲမှာလည်းပါဝင်ပါသေးတယ်ပြိုင်ဖို့ထုတ်လို့ရင်ဆိုင်ကယ်ကြိုက်တဲ့သူတွေပါစီနိုင်မှုတရားဝင်မှာထောက်ရောင်းလာပါတယ် ဒါပေမဲ့ရောင်းချဖို့ကတမချက်တွေရှိတဲ့အတွက်ပြိုင်ပွဲဝင်ဘိန်းလို့ကြမ်းမှာမဟုတ်ပဲနဲ့နည်းနည်းတော့ short ရတဲ့အပိုင်းတွေရှိခဲ့ပါတယ်။ 1099cc V4 engine ဖြစ်ပြီးတော့မြင်းကောင်ကြီးအား230ခွန်ထိထုတ်လုပ်ပေးမှာဖြစ်ပါတယ်။တနအီမိုင်190ဝန်းကျင် မောင်းနေနိုင်ပြီး300 km/h ဖြစ်ပါတယ်။0 to 100 km ကို3စက္ကန့်နဲ့တီးထုံနိုင်မှာဖြစ်ပါတယ်။ Racing Sport Bike ဆိုင်ငယ်တွေကအချမ်းဆုံးဆိုင်ငယ်တစ်စီးလေးဖြစ်ပါတယ်။ဒီဆိုင်ငယ်မှာတော့တစ်စီးစာနှစ်စီးစာမြင်တွေ့ရပါတယ်။ 2025အပရလီယာ RSV ဖုန်းဆိုင်ရဲ့ဈေးကအခုမြန်မာဝင်ဈေးနဲ့ဆိုရင်3500အောက်ဝင်းကျင်နဲ့ဝယ်ယူနိုင်ပါပါ။အရင်ဝင်ဈေးနဲ့ဆိုရင်3300ဝင်းကျင်သာကျတဲ့မှာဖြစ်ပါလေ။ဆိုင်ငယ်ဘဲကြီးဝယ်ဖို့စဉ်းစားနေပြီဆိုရင်လင်ဟာခိုင်တို့အမှန်ခံတဲ့ကွန်မြူဝင်းမော်တော်ဆိုင်ရှိုးရုံးရှိပါလေ။30ဝင်းကျင်ကလည်း300ဝင်းကျင်တိဆိုင်ငယ်မျိုးစုံရှိပြီးမိတ်ဆွေတို့ရဲ့ဆိုင်ငယ်တွေကိုရောင်းအပ်ချင်ပါလေဆိုရင်ဝင်ဆောင်က200ခိုင်လောက်သာယူပါလေ။ကွန်မြူဝင်းမော်တော်ဆိုင်ရှိုးရုံးရဲ့လိပ်စာအားရောင်းဖို့ဆိုမော်ဘီမြို့နယ်ဆပ်ပလိုက်မှတ်တိုင်းနဲ့စစ်ကြောင်းမှတ်တိုင်းညမှာရှိပြီးမန္တလေးမြို့ချမ်းမန်းစာပြင်58လမ်း110 110A အေးကြောင်းမှာတည်ရှိပါလေ။